မင်္ဂလာပါရှင်။ရှမ်းအကူမီဒီယာကကြိုဆိုပါရစေ။တာချီလေးမျိုးနိုင်ရန်နယ်လန်နေကင်းရှင်ရေးစိုက်ကဲမောင်းနေသူများအားအသိပညာပေးဟောပြောခြင်းနဲ့လက်ကမ်းစာဆောင်များဖြန့်ဝေတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်ရှေးပိုင်းတာချီလေးမျိုးနိုင်ရန်နယ်လန်နေကင်းရှင်ရေးစိုက်ကဲမောင်းနေသူများအားအသိပညာပေးဟောပြောခြင်းနဲ့လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းကိုယနေ့နေ့နောက်ပိုင်းကရင်ထင်းရဲ့တဖွဲ့စုတင်းနစ်တင်းမှာဗိုလ်ချုပ်လမ်းမကြီးတလျှောက်လူစီကားရနေရာများတွင်ဆောင်ရွက်ခဲ့ပါတယ်။ရှေးဦးစ 在到阿妈说过，烟天耶。 ဒုတပ်ဖွဲ့ခွဲ ရှမ်းအရှိဒုတိယတပ်ဖွဲ့ခွဲမူရဲမှုတန်းနိုင် အမတ်၁27ရင်ထင်းရဲတပ်ဖွဲ့စုတာချီလေးတပ်ဖွဲ့စုမူဒုတိယရဲမှုအေးမင်အောင်နဲ့ရင်ထင်းရဲတပ်ဖွဲ့ဝင်များကရှမ်းယုံမာကွင်းရှိ ဟောင်လိတ်လန်းစုံမြို့ဝင်ဆိုင်မှုအနီးရွှေဘူးဒီဟိုတယ်ရှိနေမြို့ရှောင်းလန်းဦးတာဝေးမီဇလန်းစုံတို့တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအားရန်နေကင်းရှင်းစီရန်နှင့်ရေမတော်တဆမှုများမှကာကွယ်နိုင်ရန်ဆိုင်ကယ်စီအုပ်ထုပ်ကိုစောင့်ကြရန်နှင့် ်မိတိုင်းကျိုးအားစနစ်တကျတက်စင်ရန်နှစ်ဦးထပ်ပုံမှုစီးနှင်းခြင်းမပြုရန်စာတင်ကြောင်းနှင့်စီးုံအနီးတွင်အချိန်ပြင်းစွာမောင်းနှင်းခြင်းမပြုရန်စိုက်ကဲပန်းမှန်နှင့်နံပါတ်ပြားများတက်စင်မောင်းနှင်းရန်လမ်းဆောင်လမ်းခွာလမ်းအကွေအဝိုင်းပန်းနေရာများတွင်ရင်မရက်ရန် ပါဝါအိဇောတက်ဆင်မောင်းနှင်ခြင်းမပြုရန်မူရစေဝါနှင့်အယက်သေးစာတောက်စာ၍မောင်းနှင်ခြင်းမပြုရန်တက်မဲ့ရင်မောင်းလိုက်ခြင်းများပြုလုပ်ထားရန်စာတည်းချမ်းများကိုပြည်သူများကြေကြေပြန်ပြန်သိရှိနိုင်စေရန်အတွက်အသည့်ပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်ထို့သောအသည့်ပညာပေးခြင်းကာလကို၃ရက်တန်တိုင်းဆောင်ရွက်သွားမှာဖြစ်ပြီးတက်မဲ့ကာလကျော်လွန်မှာကမော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်